အလုံးဝမင်္ဂလာပါဒီနေ့တော့ဇလိုမြောင်းတကုံနေရပဲမနက်စာရောနေ့လယ်စာရောညစာပါအစဉ်ပြေတဲ့ဆိုင်လေးမှာဇူဟာသွားစားဖြစ်ခဲ့ပါတယ်ရှင်ဒီဆိုင်လေးကိုဇူပထမတစ်ခေါက်လာစားဦးရယ်ပေါ့နော်ဒီတစ်ခေါက်ကတော့ဒါထက်လာစားတာပါရှင်ဆိုင်နာမည်လေးကတော့ Food Cottage ပါဆိုင်လေးစာလေးကတော့ကနောင်လန်းနဲ့နယ်ရီကန်နဲ့လမ်းကြားမှာရှိတာပါဆိုင်အရှိတက်တက်မှာလဲဒီလိုမျိုးနယ်ရီကန်ရှိတာဖြစ်လို့ဆိုင်မှာစားရင်တောက်ရင်နဲ့ဖြူးကြည့်ရင်ဓပုံအလာရရှင်တဲ့လူတွေအတွက်ကွက်တီပဲကားပါကင်လေးလဲကျေ ဘောเนาะစိတ်ကြိုက်ရက်လို့ရပါတယ်ရှင်ဒါကတော့ဆန်ရဲ့လူကြိုက် အများဆုံးနဲ့စားလို့အရင်ကောင်းတဲ့ကျိုင်းတုံမီးရှိဖြစ်ပါတယ် ဒီဇိုင်းလေးရဲ့ဟင်းပွဲတွေကကျမကြီးအတွက်အဓိကထားပြီးတော့ရှက်ပြုတ်ပြင်ဆင်တာဖြစ်လို့ဟင်းကြုံမုံတကြားလုံးဝမသုံးပါဘူးเนาะဒါကြောင့်မလို့လူကြီးလူငယ်ကလေးမရွေးစားလို့ရတဲ့ဇိုင်းလေးဖြစ်ပါတယ်ရှင်ဒီဇိုင်းလေးမှာလေမနက်စာတော်တော်ကောင်းတယ်အရင်တစ်ခေါက်လာတော့အစုမနက်စာစားတာပေါ့เนาะမွေးငါးလေးလည်းကောင်းတယ်အခုကျိုင်းတုံမိရှိလေးလည်းကောင်းတယ်ပြီးရင်ဇူသားလေးဆိုဒီဇိုင်းကစီချက်ခေါက်ဆွဲအရန်ကြိုက်တာနှံရိုးပေါင်းစီချက်ခေါက်ဆွဲလေးပေါ့เนาะသူ့ခေါက်ဆွဲလေးကလုံးဝဣပြီးတော့လေ နံရိုးထဲမှာရောဒီခောက်ဆွဲထဲမှာပါအရသာလေးကစိတ်ဝင်ပြီးတော့စားရတလုတ်ဆိုတလုတ်ပေါ့နော်တော်တော်လေးစားလို့ကောင်းတယ်ဒါကြောင့်မလို့လူကြီးတွေကလေးလေးတွေအတွက်ပေါ့နော်ကြွေးကျင်နေဆိုလို့ရှင်ဒီနံရိုးပေါင်းစီချက်ခောက်ဆွဲလေးကြွေးကြည့်ပါလို့ဒင်းစန်းဆိုလို့ရှင်လေသူတို့မှာမအခုလိုမျိုးပူပူနွဲ့နွဲ့လက်လက်ဆက်ဆက်ပေါင်းပေးတာဖြစ်လို့သူတို့လိုမျိုးပူပူနွဲ့နွဲ့လေးမနှက်ဆော့ဆော့စီစီလေးပေါ့နော်ဆော့စ်လေးနဲ့ဒင်းစန်းနဲ့တို့စားခြင်းနဲ့လူကြီးအတွက်ဆိုရင်တော့လုံးဝကွက်တီပါလို့ပြောချင်ပါတယ်ရှင်ဒါလေးကတော့အတော့ကောင် ာလေးပေါ့နော်နန်းကြီးတို့ခောက်ဆွဲတို့ခိုးရောင်မုတ်ဘတ်တို့အကုန်လုံးရတယ်ပေါ့နော်ဒါကတော့နေ့လယ်စာလေးတွေပါနေ့လယ်စာဆိုရင်လည်းကချင်လက်ရာပဲစားမလားဗမာသမင်းရင်းပဲစားမလားဒီဆိုင်လေးမှာအားလုံး okay ပါတယ်ဗမာသမင်းရင်းပဲစားစားကချင်လက်ရာလေးပဲစားစားတော့တယောက်စာဆက်မှန်ညူးလေးတွေထုတ်ပေးတယ်ပေါ့နော်ကိုကြိုက်တဲ့ဟင်းနဲ့စားလို့ရပါတယ်ရှင်ဇူကတော့ကချင်လက်ရာလေးစားခဲ့တယ်ဇူမျိုးသားကတော့ဗမာသမင်းရင်းပဲစားခဲ့တာပေါ့နော် ဒီမှာသူကတော့ဝက်ကချင်ဟင်းလေးနဲ့စားခဲ့ပါတယ်စီပါလေးရဲ့အဲ့ဒီသူ့ထဲမှာပါတယ်လေအဲ့ဟိုအမြင့်ဆုံးထောင်းလေးကလုံးဝကောင်းတယ်ဂရင်းရှင်းပြီးတော့လေဒါလေးကတော့ဗမာထမင်းဆက်လေးပါသူ့မျိုးသားတွေမှာကြက်သားလေးနဲ့စားခဲ့တာပါရှင်ဒါတယောက်စားဆက်မနူးလေးတွေပေါ့နော်ဒါကတော့ညနေပိုင်းရှေးလှုပ်ရှင်တဲ့လူတွေအတွက်အကင်မှာဗျာနဲ့မြီးဖို့ပေါ့နော် ။ဒီအနက်မီးဖို့ဆိုရင်ဒီခရမ်းသီးမီးဖို့လေးလည်းကောင်းနေတော့ခရမ်းသီးလေးမှမှအစာပလာလေးတွေထည့်ပြီးတော့သူအသားပါထည့်ထားတော့လေအသားရဲ့အရသာရဲ့ခရမ်းသီးရဲ့ရှိုးတဲ့အရသာရဲ့ဆိုတော့လေထမင်းလေးနဲ့ပဲစားစားဘီယာလေးနဲ့ပဲမြည်မြည်ဒီဟာလေးလည်းတော်တော်လေးကောင်းပါတယ်။ခရမ်းသီးကိုအခုလိုကြက်ဥတွေအသားတွေတခြားလေးထည့်ပြီးတော့လေမိကင်တဲ့ဟာလေးတက်တော့မှတွေ့ဘူးကြရစားကျင်နေရကြပြီအခုတော့လုံးဝကိုကွက်တီပဲပေါ့နော် အကင်လေးရေလဲစားခဲ့ပါတယ်ဒါတော့ဘီယာနဲ့မြီးဖို့စိတ်လက်ဖက်လေးပေါ့နော်ဒီစိတ်မှအကုန်ရပါတယ်ဒါကြောင့်မလို့သူတို့မြောက်ရကုံသူမြောက်ရကုံသားတွေမသွားဘူးသိရင်တစ်ခါလောက်သွားကြည့်ပါလို့သူကပြောချင်ပါတယ်ဆိုင်လေးကတော်တော်လေးထိုင်ရတာအဆင်ပြေပါတယ်ရှင်စင်းနုံလေးလည်းတင့်ပြီးတော့ကပ်ပကင်လေးလည်းရရတာအဆင်ပြေတော့လေအေးအေးဆေးဆေးတငယ်ချင်းတွေနဲ့ပဲသွားသွားမိသားစုနဲ့ပဲသွားသွားကိုအမေအဖေတွေနဲ့ပဲသွားသွားတော်တော်လေးအဆင်ပြေတဲ့ဆိုင်လေးပါရှင် ဒါလေးကတော့ဆိုင်ပုံစံလေးပါအဲကွန်လေးနဲ့အေးစစ်စစ်လေးစားကျင်နေဆိုရင်တော့အောက်မှာထိုင်ပေါ့နော်ဖြူးလေးကြည့်ရင်လည်းလေတဟူးဟူးနဲ့အရသာလေးခံပြီးတော့စားကျင်နေဆိုရင်တော့အပေါ်မှာထိုင်ပေါ့နော်တပုံရိုင်းတူလည်းနေရာလေးလှပါလေကဲဇူကတော့ကက်ချင်ဆက်လေးမှာထားတာရပြီဆိုတော့ဇူအ aya ပါရလေးစားလိုက်အောင်မယ်နော်စားကြပါအောင်ရှင်ဇူကကက်ချင်စားလေးကက်ချင်မာလေးဆိုတော့ကက်ချင်စားလေးစား ဒီကချင်းလက်ရလေးတွေရတယ်အနံလေးနဲ့တော်တော်လေးကရင်းရှင်းပြီးရောလေးတားလို့ကောင်းမွေးနေရအင်းဖဲ့ဗဲအင်းနာဟိဝဲဆိုစစ်ပါ 远点。嗯。别打你啊！咋了？ တော့ဒီမှာကစင်စာပဲဆက်စားမြန်မာစာပဲဆက်စားပါတော့ဒီပမာဟင်းလေးတွေပဲဆက်စားအဲ့လိုဆက်လေးတွေနဲ့ဆိုတော့တော်တော်လေးအဆင်ပြေတယ်။ကြင်စားမယ်ဆိုလည်းလူမျိုးဆက်လေးပေါ့ပမာဟင်းစားမယ်ဆိုလည်းလူမျိုးဆက်လေးနဲ့ဆိုတော့လေရှယ်ပဲ။အင်း ောက်သာဆိုပေမဲ့အစားနည်းတဲ့လူဆိုရင်နှစ်ယောက်တော့အစ်စစ်စားလို့ရတယ်။ရှင်းနေရအများကြီးပဲပါတယ်။ဟွန်း။ဟွန်း။

ောက်လာငါတို့ရှင်းတယ်ကဲစားလို့လည်းပြီးပါပြီစားလို့လည်းအရန်ကောက်ပါတယ်မနက်စာရောနေ့လယ်စာရောညစာရော၃မျိုးလုံးရတယ်ဒီဆိုင်လေးကိုလာကျင်နေဆိုရင်တော့ဒီဆိုင်ရဲ့ဖုန်းနံပါတ်ရောလိပ်စာလေးရောစု comment box မှာဖော်ပြပေးပါမယ်ဇူးဗီဒီယိုလေးစောင့်ကြည့်ပြီးကျေးဇူးများတင်ပါတယ်အားလုံးပဲတတ်တာ